မင်္ဂလာပါခင်ဗျာ။နိုဝင်ဘာလ16ရက်နေ့ရွှေရံကုန်းရဲ့ထူးထူးခြားခြားပြည်တွင်းသတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြဖြတ်လုပ်ငန်းများတိုက်ဖြတ်ရေးအတွက်တရုတ်မြန်မာကမ်ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်တို့အစည်းအဝေးပြုလုပ်ဆိုတဲ့သတင်းပဲဖြစ်ပါရ။တရုတ်နိုင်ငံယူနန်ပြည်နယ်ကွန်မင်းမြို့မှာနိုဝင်ဘာလ16ရက်နေ့ကတရုတ်မြန်မာကမ်ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့မှတရားဥပဒေစိုးမိုးရေးအေဂျင်စီများအစည်းအဝေးပြုလုပ်ခဲ့ပြီး ကြားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေးအတွက်ပူးတွဲကြိုးပမ်းအားထုတ်မှုများမြင့်တင်သွားရန်သဘောတူခဲ့တယ်လို့သိရပါတယ်။အဆိုပါ၆နိုင်ငံမှအရာရှိများဟာနဇက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ရန်ကြေကြေပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီးသဘောတူညီမှုများရရှိခဲ့တယ်လို့တရုတ်ရဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အစိုးရမှပါဝင်သူများနဲ့ဒေသတွင်းကြားဖြန့်ကွန်ရက်များကိုတိုက်ဖျက်ရန်ခိုင်မာစွာတန်တိုင်းတန်ချတာကြောင့်ထက်လောင်းအတီးပြုခဲ့ပြီးအစိုးရရလမြောက်ကိုလက်မှတ်ထိုးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီး တင်ဆက်ပေးမယ့်သတင်းကတော့ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်ပုံများအဖျက်ဆီးခဲ့သူလေးဦးအားဖမ်းဆီးရေးယူထားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နိုဝင်ဘာလ14ရက်နေ့မနေ့3နာရီ5မိနစ်အချိန်ကတင်ငန်းညုံမြို့နယ်မြို့မရဲစခန်းတပ်ဖွဲ့ဝင်များပါဝင်သောပူပေါင်းအဖွဲ့ဟာနယ်မြေကလကင်းဆောင်ရွက်နေစဉ်ရန်ကုန်တိုင်းဒေသကြီးတင်ငန်းညုံမြို့နယ်လေးထောင်ကလမ်းနဲ့ဥပဟာလမ်းတောင်မှာရှိတဲ့ပန်းချံမှာစိုက်ထူထားတဲ့ပြည်အောင်စုချန့်ခါရေးနဲ့ဖွံ့ဖြိုးရေးပါတီဆိုင်ပုံတစ်ခုဗိုလ်ကံညုံရက်ွက်ရှိလေးထောင်ကလမ်းနဲ့စပူဒိတ်လမ်းတောင်မှာစိုက်ထူထားတဲ့ပြည်သူ့ပါတီဆိုင်ပုံတစ်ခု ူမင်္ဂလာရက်ွက်ရှိ၄000ကန်လန်းနဲ့သူမင်္ဂလာလန်းတော့ဇဝနလန်းစုံမှာစိုက်ထူထားတဲ့ပြည်သူ့ပါတီဆိုင်းဘုတ်တစ်ခုနဲ့ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်တစ်ခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းတရင်ရပါတီဆိုင်းဘုတ်များအုပ်ဖျက်ဆီးခဲ့သူများအားဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်းဘုတ်များအားဖျက်ဆီးသည့်ပြစ်မှုကျူးလွန်ရာမှာပါဝင်သူတင်ကန်းကျုံမြို့နယ်ရအောင်ရက်ွက်နေဥရွှေလင်း20နှစ်နဲ့ဘိုကန်ကျုံရက်ွက်နေခိုင်မင်းကို20နှစ်တို့အားအခင်းဖြစ်တဲ့နေရာမှာ ဥဆန်ဖေးရက်ကွက်နဲ့ဘင်းတောင်လမ်းနိုင်၎င်းရအောင်ရက်ကွက်နေသူများဖြစ်ကြတဲ့စွမ်းထက်အောင်16နှစ်နဲ့ချစ်လင်းကို28နှစ်အားအသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ထို့သောလွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ဥပဒေနဲ့အညီမဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန်စိုက်ထူထားတဲ့ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်ပုံများအားဖျက်ဆီးပြီးချင်းချောင်ဟန်တာခြင်းများပြုလုပ်ခဲ့သောချစ်လင်းကိုပါလေးဦးအားတင်ကန်းညုံညုံနဲ့မြို့မှာရဲစခန်းမှာအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘို PDF ကဖမ်းဆီးထားတဲ့ဆရာတော်ဒေါက်တာဝိတုဒ္ဓကိုပြန်လွှတ်ပေးရန်ဆရာတော်အရှင်သူဏ္ဍာမေတ္တာရက်ခံဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရွှေဘို PDF အကြံဖက်အဖွဲ့ကဖမ်းဆီးထားတဲ့ဆရာတော်ဒေါက်တာဝိတုဒ္ဓကိုပြန်လွှတ်ပေးရန်မေတ္တာရက်ခံကြောင်းဆရာတော်အရှင်သူဏ္ဍာကမိန့်ကြားကြောင်းသိရပါတယ်။ဆရာတော်အရှင်သူဏ္ဍာကဆရာတော်တို့ဘက်ကတခုခုလုံးလို့ရှိရင်ဖမ်းဆီးခံထားရတဲ့ဆရာတော်တွေအတွက်ပို့ပြီးစိုးရိမ်ရပါတယ်။အဲဒီတော့မေတ္တာရက်ခံရမှာပေါ့။ ဦးဇင်းတို့ကရွှေဒဂုံဖျားမှာဝတ်တက်မယ်မေတ္တာသုံးယူမယ်မောရာသုံးယူမယ်ပြီးတော့သူတို့ကိုမေတ္တာရက်ခံပြီးတော့ပြန်လွတ်ပြေးဖို့တောင်းဆိုမယ်ပေါ့လေဆရာတော်ကရွှေဘုံမှာလည်းပရဟိတကြောင့်တည်ထောင်ထားပါတယ်နောက်တစ်ခုကအိန္ဒိယမှာလည်းကြောင်းတည်ထောင်ထားပါတယ်နှစ်နိုင်ငံသာသနာပြုနေတယ်ပေါ့ဒီလိုဆရာတော်တပါးကိုဖမ်းဆီးခြင်းဟာပြည်တွင်းပြည်ပနိုင်ငံတကာစာမျက်နှာမှာလည်းမကောင်းဘူးပေါ့ဒါကိုလည်း PDF ကသိစေချင်ပါတယ်အဓိကဦးဇင်းတို့ထိခိုက်နစ်နာမှုတွေမဖြစ်စေလိုပါဘူးဒါကြောင့်မေတ္တာရက်ခံတောင်းဆိုပါတယ်လို့မိန့်ကြားကြောင်းသိရပါတယ်ခင်ဗျာ thank you